အလုပ်ပဲမင်္ဂလာပါဒီနေ့ကတော့မတ်လ20နဲ့3ရက်နေ့သတင်းမီဒီယာထဲမှာဖော်ပြထားတဲ့အကြောင်းအရာတွေအစုံလင်းနေဒီကနေပြီးတော့ပထမဆုံးကျွန်တော်ဒီပြချင်တဲ့အကြောင်းအရာကတော့ကျွန်တော်တို့မွန်ပြည်နယ်မှာရှိတဲ့တွန်လိုင်းရဲ့အဖွဲ့တလေးခွေကပေါင်းလိုက်တယ်ပေါင်းလိုက်ပြီးတော့မအလာကိုဆော်တာဖြစ်တယ်ဆိုတော့ဒီလေးခွေကတော့ MLA လို့ခေါ်တယ်နောက်တစ်ခုကနောက်တစ်ခွေက MNLA AD လို့ခေါ်တယ်နောက်တစ်ခုက MSDF လို့ခေါ်တယ်နောက်တစ်ခွေက MSRF အဲ့ဒီလေးခွေကသူတို့ပေါင်းလိုက်တယ်ပေါင်းလိုက်ပြီးမှအခု ရာမညစစ်ကြောင်းဆိုတာသူတို့ဖွင့်လိုက်တယ်ဖွင့်လိုက်ပြီးမှအခုကဒီမွန်ပြည်နေမှာဆိုလို့ရှိရင်အတိတ်ကလမ်းပိုင်းနော်လုံခြုံရေးတွေကိုနေပြီးတော့အဲ့ဒီမှာစစ်စစ်နေတယ်ဆိုတဲ့ဟာကိုဒီနေ့တင်တပ်ပုံတွေတွေ့ရမှာဖြစ်တယ်အဲ့ဒါအတိတ်ကတော့အဲ့ဒီမှာလမ်းကြောင်းတွေမှာတက်လာပြီနော်လမ်းကြောင်းတွေမှာတက်လာပြီမွန်ပြည်နေမှာရှိတဲ့အဲ့ဒီလမ်းကြောင်းတွေကိုဒီအဝေးပြေးကားလမ်းတွေကိုနေပြီးတော့တက်ပြီးတော့ဒီလုံခြုံရေးတွေသွားပြီးတော့စစ်စစ်တယ်ဆိုတဲ့ဟာကိုဒီနေ့တင်တပ်ပုံတွေတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကပကိုးတိုင်းသားရောက်ဒီခရမှာဆိုလို့ရှိရင်တော့အေအေနဲ့ ဒီ PDF တကိုရှုပ်ချပွဲကိုမအလားကတအိမ်တယောက်မတက်မနေရစန္ဒပြပွဲမှာအဲ့လိုမျိုးစန္ဒပြပုတ်တဲ့တအိမ်တယောက်ကိုတက်ရမယ်ဆိုလို့ကတင်းချင်းချောက်ပြီးတော့တက်မတော့ထောက်ခံပွဲကိုလုပ်တယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်နောက်တစ်ခုကဒီနေ့အတွက်တကယ့်တည်င်းလော့ကာမှာဆိုလို့ရှိရင်ပြပြဆောင်ပေါ်ပြတ်ထားတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်အဲ့ဒါကမအလပြပခီစပြီးတော့ထွက်လာတယ်ပထမဆုံးကကျွန်တော်တို့ဒီတရုတ်ကိုသွားတယ်နော်တရုတ်ကိုသွားတယ်ဒါပေမဲ့တရုတ်ရဲ့သမ္မတရှီကျင်းပင်နဲ့သူတွေ့ခွင့်မရဘူး အဲ့ဒီမှာဆက်ဆက်တက်လူတွေနဲ့တော့တွေးခွင့်ရတယ်နောက်တစ်ခုကအဲ့ဒီကနေပြန်လာတယ်ပြန်လာပြီးမှသူရုရှားခရီးစဉ်ကိုနေပြီးတော့သွားတယ်ရုရှားကြတော့ G2G လို့ခေါ်တဲ့အစိုးရကနေပြီးတော့အစိုးရဆက်ဆံတဲ့ပုံစံမျိုးနဲ့ဒီပူတင်ကနေပြီးတော့အဲ့ဒီမှာဖိတ်ခေါ်တာဖြစ်တယ်ဆိုတော့အဲ့ဒီပွဲကိုတက်ရောက်တယ်နော်အဲ့ဒီ2024မှာတော်တော်ကိုမလာခီးထွက်တာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့2021 February လမှာစပြီးတော့သူတို့အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာဒီပတွေကအခုကိုဖေထားလိုက်တယ်နော် RC အရင်အတိုင်းဝန်းကနေပြီးတော့သူ့ကိုဖေထားလိုက်တယ် ပြထားလိုက်တဲ့ခါကျတော့၄နှစ်မြောက်မှာเนาะ၄နှစ်မြောက်မှာဆိုလို့ရှိရင်တော့အခုစပြီးထွက်လာပြီเนาะထွက်လာပြီအဲ့ဒီဟာကကျွန်တော်တို့ဒီအာဂျင်တီးနားတရားရုံးကခုကို permanent ထုတ်တဲ့အချိန်နဲ့လည်းတိုက်ဆိုင်နေတယ်เนาะအဲ့ဒီနောက်ပိုင်းမှာစပြီးထွက်တာเนาะဒီတရုတ်ကိုသွားတာတော့အာဂျင်တီးနားတရားရုံးက permanent မထုတ်သေးဘူးเนาะရုရှားမှာသွားတဲ့ခါကျတော့အဲ့ဒီမှာထုတ်ပြီးပြီဒါပေမဲ့အဲ့ဒီမှာဖန်တန်ချင်းမရှိဘူးနောက်တစ်ခုကဒီနေ့စပြီးတော့သတင်းတွေ နော်သတင်းမီဒီယာဘက်ကမှဆက်ပြီးတော့ပေါ်ပြလာတဲ့အကြောင်းအရာကကျွန်တော်တို့ April 3ရက်နေပြီးတော့4ရက်ထိထိုင်းနိုင်ငံနေပြီးတော့ကြီးမှုပြီးတော့ချင်ပါပဲဆိုတော့အဲ့ဒီဟာကမလဲဆိုလို့ရှိရင်တော့ IMSTE လို့ခေါ်တဲ့ထိပ်သီးအစည်းအဝေးနော်အဲ့ဒီအစည်းအဝေးမှာဆိုလို့ရှိရင်နိုင်ငံပေါင်းကကျွန်တော်တို့ပူတင်ပါမယ်နောက်တစ်ခုကမြန်မာနီပေါ်ထိုင်းနော်အဲ့ဒီအိန္ဒိယဘင်္ဂလားဒေ့ရှ်နော်စသဖြင့်ဒီနိုင်ငံတွေကနေပြီးတော့6နိုင်ငံ ပေါင်းစည်းပြီးတော့ဖွဲ့စည်းထားတဲ့ဖွဲ့စည်းတစ်ခုဖြစ်တဲ့အဲ့ဒီအစည်းအဝေးကိုနေပြီးတော့6ကျင်းမြောက်ကျင်းပမယ်ဆိုတော့6ကျင်းမြောက်ကျင်းပတဲ့ခါကျတော့အဲ့ဒီမှာမအလာတဲ့ရောက်ပိုင်ခွင့်ရှိတယ်เนาะမအလာတဲ့မယ်ဆိုတဲ့ဟာကတကယ့်သတင်းမီဒီယာလောကမှာဆိုလို့ရှိရင်เนาะပြည့်ပြည့်စုံအောင်သတင်းထုတ်အနေနဲ့ဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့အာဂျင်တီးနားတရားရုံးက ထပ်မံထုတ်ထားတဲ့ဟာကဒီနေရာမှာအကျိုးသက်ရောက်မှုရှိမလားမရှိဘူးလားဆိုတာတော့ကျွန်တော်တို့ထိုင်းနိုင်ငံကိုသွားတဲ့အခါမှာကျွန်တော်တို့အဖြစ်အပျက်တွေကိုဘယ်လိုထူးဆန်းလာမလဲဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့လောလောဆယ်ကတော့ Interpol ကိုအကြောင်းမကြားသေးဘူးလို့ပြောတဲ့အခါကျတော့ထိုင်းနိုင်ငံမှာလည်းသူ့ကိုဖမ်းနိုင်မယ့်အခြေအနေမရှိဘူးဆိုတဲ့ဟာတော့နော်လောလောဆယ်တုံ့တက်လို့ရတယ်အဲဒါကြောင့်မာလာကထိုင်းကိုဘောခွင်ရှိတယ်နော်ဆိုတော့ထိုင်းကလည်းကျွန်တော်တို့ဒီမအလောက်ကိုအကွေပေးထားတယ်ဆိုရင်တော့เนาะ Interpol ကိုလည်းအဆက်အသွယ်ဒီ warrant တွေအကုန်လုံး အချက်အလက်တွေမပို့ထားသေးဘူးဆိုလို့ရှိရင်တော့အင်တာပိုကလည်းအဲ့ဒီထိုင်းနိုင်ငံမှာဝင်ဖမ်းမှာမဟုတ်ဘူးပြီးလို့ရှိရင်တော့ထိုင်းနိုင်ငံကလည်းသူ့ကိုကာကွယ်ထားတယ်ဆိုလို့ရှိရင်တော့အဲ့ဒီအစည်းအဝေးကဆိုလို့ရှိရင်အောင်မြင်မြင်နဲ့သူချင်းပတ်နိုင်ခွင့်ကိုရမယ်တကယ်တမ်းအင်တာပိုကဒီအချက်အလက်တွေရောက်သွားပြီးထိုင်းကလည်းပါဝင်ပူးပေါင်းမှုရှိတယ်ဆိုလို့ရှိရင်တော့ထိုင်းနိုင်ငံရဲ့ခီးစဉ်ဟာဆိုလို့ရှိရင်နောက်ဆုံးခီးစဉ်ဖြစ်လိမ့်မယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ breaking news အနေနဲ့မာလာဆက်ပြီးတော့ဖြစ်ထွက်တဲ့ထိုင်းနဲ့တကယ်ဒီတရုတ်နဲ့ ရုရှားနိုင်ငံကိုသွားလာမှာမဟုတ်ဘူးအခုထိုင်းဆိုတာကတကယ်ပြက်ပြက်တတထောက်ခံတဲ့နိုင်ငံတွေမဟုတ်ဘူးတကယ်ကာကွယ်တဲ့နိုင်ငံမဟုတ်ဘူးဒါပေမဲ့သူတို့စီးပွားရေးအရာဆက်ဆက်မှုအရာသူ့ကိုကာကွယ်ပေးထားတာတော့ပဲရှိတယ်ဒီတရုတ်နဲ့ရုရှားကတော့အပြီးသူ့ဖက်မှာเนาะအဲ့လိုမျိုးကာကွယ်ထားတဲ့နိုင်ငံကြတော့သူတို့ကတကယ်အပြေအဝကာကွယ်ပေးတယ်ဆိုတော့ထိုင်းကတော့ဒီနိုင်ငံနဲ့ကွာတယ်ဆိုတော့ကျွန်တော်တို့ကြည့်အောင်ဒီရဲ့ခေးစဉ်ကဘလို့အခြေအနေရှိလဲဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကစတိုက်တိုက်မြင်းမှုမျိုးတွေမှာရှိတဲ့ အဲ့ဒီခြေရွာတွေကိုနေပြီးတော့စကားစကားစစ်ကြောင်းထိုးတယ်စစ်ကြောင်းထိုးပြီးတော့အဲ့ဒီမှာပြည်သူအယောက်ပေါင်း90နဲ့9ဦးကိုဖမ်းဆီးသွားတယ်ဆိုတဲ့ဟာပေါ့လေဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကပဲခူးတိုင်းနောက်ရန်ကုန်နဲ့ပြည်လမ်းမှာဆိုလို့ရှိရင်အထိုင်ချထားတဲ့ဒီစစ်ကွင်းဒီစစ်စရေ gate ပေါ့နော်စစ်စရေ gate ကိုနေပြီးတော့တိုက်လိုက်တယ် PDF တွေကတိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာဒီ shift ထေသွားတယ်ထေသွားတဲ့နောက်ပိုက်မှာအခုရန်ကုန်နဲ့ပြည်လမ်း နော်ရန်ကုန်ပြည်နယ်မှာဆိုလို့ရှိရင်အဲ့ဒီစစ်စစ်ရဲ့ဂိတ်အနားမှာတကိတ်နော်ညမထွက်ရအမိတ်ကိုအန်တတ်ထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီပြတော့အဲ့ဒီမှာဖြတ်တန်သွားလာတာနဲ့ညဖက်မှာပြစ်တက်လို့ရတယ်ဆိုတဲ့ဟာကိုအမိတ်ကိုနေပြီးတော့ထုတ်ထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အဲ့ဒါကဒီရန်ကုန်ပြည်နယ်မှာရှိတဲ့အခေါနာကစစ်ကွင်းဒီစစ်စစ်ဂိတ်ကိုနေပြီးတော့ နော်အဲ့ဒီမှာတိုက်ခံတဲ့နောက်ပိုင်းမှာအဲ့လိုမျိုးအမိတွေညမထွက်ရအမိကိုခြားထားတယ်ပြီးလို့ရှိရောပြစ်မိတ်ပေးတယ်ဆိုတဲ့ဟာကိုလေဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကဒီမကွေးတိုင်းကန်ကောရဲ့အဲ့ဒီနန်းခါရွာမှာဆိုလို့ရှိရင်တော့အဲ့ဒီစေပိခန့်တစ်ခုကိုဘုံကျဲတယ်နော်ဘုံကျဲတဲ့ခါကျတော့အဲ့ဒီမှာဆရာဝန်ရဲ့မိသားစုတည်သွားတယ်အဲ့ဒီမှာဆရာဝန်မျက်စိုးအောင်ဆိုတဲ့လူပါသွားတယ်ပြီးလို့ရှိရင်တော့သူ့ရဲ့မိမ ကိုယ်အပြစ်နဲ့ပဲနော်ကိုယ်အပြစ်နဲ့အဲ့ဒီမိန်းကလေးလည်းဆုံးသွားတယ်သူရဲ့မိန်းမလည်းဆုံးသွားတယ်အဲ့ဒီမှာတားငယ်လေးတရားပါသွားတယ်နော်အဲ့ဒီပြတော့မိသားစုပါသွားတယ်အကုန်လုံးအဲ့ဒီစိတ်ခန့်ကိုပုံကျတဲ့ခါမှာဆိုတော့သူတို့မိသားစုအပါဝင်၁၀ယောက်ဖေးတယ်နော်၁၀ယောက်သေးတယ်အဲ့ဒီတတင်းကလည်းတတော်ကိုတတင်းမီဒီယာလောကမှာရေးပန်းစားတဲ့အင်းတပုတ်ဖြစ်လာတယ်နော်အဲ့ဒီမိသားစုရဲ့တပ်ပုံတွေနဲ့ကျွန်တော်တို့တတင်းတပ်ပုံတွေတွေ့ရမှာဖြစ်တယ်ဆိုတော့အတားကမကွေးတိုင်းကန်ကောမြို့နယ်မှာရှိတဲ့နန်းခါရွာမှာ အဲ့ဒီစိတ်ပခန်းကိုမာလာကပုံချဲတယ်ပုံချဲတယ်ဆိုတော့လကားတော့ပုံချဲတာမဟုတ်ဘူးเนาะအဲ့ဒီမှာဒီမာလာရဲ့လူတွေရှိတယ်เนาะအဲ့ဒီမှာပြည်သူလူထုတွေရှိတယ်အဲ့ဒီပြည်တော်ပြည်သူလူထုတွေနားမျက်စိတွေရှိတယ်သူတို့ရဲ့နားမျက်စိရှိတယ်တည်င်းပေးတယ်အဲ့ဒီမှာเนาะအကြောင်းအရာတွေကိုအကုန်လုံးဒီဖက်ကဂုံတိုက်တာပေါ့နော်ဂုံတိုက်တာအဲ့ဒီမှာတော်လန်ရောက်ခွေတွေရှိတယ်ဆေးကူနေတယ်စသည်ဖြင့်စသည်ဖြင့်တော့အဲ့လိုမျိုးအချက်လက်တွေပေးတဲ့အခါကျတော့ဟိုဖက်ကနေပြီးတော့ဘုံချေတယ်နော်ဘုံချေတယ်ဆိုတော့သူတို့အချက်လက်မရဘဲနဲ့ဘုံချေတာတော့မဟုတ်ဘူးအဲ့ဒီပြတော့အဲ့ဒီထင်းမှာနန်းခါရွာမှာ ဒီမအလတ်လူလူတွေအခိုင်အမာရှိတယ်သတင်းပေးတဲ့အခိုင်အမာရှိတယ်အဲ့ဒီကနေပြီးတော့မြေပုံကိုတိကျပေးတဲ့လူတွေရှိတယ်ဆိုတာတော့ဒီသတင်းမီဒီယာမှာဖော်ပြချက်အရကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကဒီနေ့အတွက်တကစ်သတင်းကောင်းတွေသတင်းကောင်းအဲ့ဒါကတကစ်ပွဲကြီးပွဲကောင်းပွဲချမ်းကျမ်းနာမှာရက်ရက်ဆက်ဆက်ကျမ်းနာနော်အဲ့ဒါကကျွန်တော်တို့ quarantine ပြင်းနေမှာနော် quarantine ပြင်းနေမှာဈေးပွင့်မဖြစ်တာကြားပြီးနော်ဒီဖက်မှာ MOD မှုအောက်မှာဝင်သွားပြီးတဲ့နောက်ပိုင်းမှာတော်တော်ကိုတိုက်ပွဲတွေကအေးတယ်အဲ့ဒီ ကျွန်တော်တို့လိုက်ကောတို့ဘာလို့ဆိုလို့ရှိရင်လေမအလာကပြန်ပြီးတော့တင်းသွားတာတို့အခုမိုးပြေးတို့ဘာတို့ထိုးစစ်စင်တာတို့အဲ့လိုမျိုးဖြစ်တယ်ဆိုတော့ဒီ training ပြင်နေတာဆိုလို့ရှိရင်တိုက်ပွဲတွေတော်တော်ညင်သွားတယ်ညင်သွားပြီးမှအခုက block K မျိုးတင်းတိုက်ပွဲကိုနော်တကယ် စစ်တိုင်းဌာနချုပ်တယ်နော်တကယ်အကြီးကြီးရှိတဲ့နေရာနော်အဲ့ဒီနေရာကိုနေပြီးတော့သူတို့မျိုးစင်းတိုက်ပြီးတော့ဆက်ပြီးတော့လုပ်တယ်လုပ်တဲ့ခါကျတော့အဲ့ဒီကလာအဖွဲ့တယ်နော်အဲ့ဒီမှာဘုံမှုမင်းသူအပါအဝင်အများပြသေးတယ်အဲ့ဒီမှာနော်အဲ့ဒီမှာစစ်တုံးဖန်းတွေလည်းအများကြီးဖမ်းလို့ရတယ်လက်နက်ခဲရံတွေလည်းအများကြီးသိမ်းဆည်းရမိတယ်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်ကတိတ်ကျမ်းတာနော်ကျမ်းတာအဲ့ဒီမှာလာဖက်ကခြေတော့ကြိုးတာတော့ဘာလို့သွားလို့မရတော့ဘူးဟာအဲ့ဒီမှာဝင်ပြီးတော့ဒုံးတာနော်လုံးတာအဲ့ဒီမှာတကယ်စစ်ပွဲဟာဆိုလို့ရှိရင် တကိတ်ချမ်းတယ်ဆိုတော့အဲ့ဒီ video file ကိုအခုအပေါ်မှာတင်ထားတယ်ဒီကျွန်တော်ရဲ့ channel မှာသွားပြီးတော့ကျွန်တော်တို့ကြည့်လို့ရတယ်အဲ့တော့အဲ့ဒီ video file ကတော့ကျွန်တော်တို့တကိတ်အသေးပျောက်ရှိတဲ့ဟာတွေကိုသူတို့ဖော်ပြထားတာမတွေ့ရဘူးဒါပေမဲ့အဲ့ဒီမှာသူတို့မသွားနိုင်တော့ဘူးနော်လက်လက်တွေထီးပြီးတော့ခြေထောက်တွေကျိုးလက်တွေကျိုးသူတို့မသွားနိုင်တော့ဘူးအဲ့ဒီလူတွေကိုဘာဖြစ်ဆိုတော့ဒီတော်လေးအဖွဲတွေကမြန်မြန်ထားပြီးတော့ဒီလူတွေကိုသေရတာဟုတ်အဲ့ဒီစစ်သုံးပိုင်းအပြင်နဲ့သူတို့ပြစ်တတ်လို့မရဘူးလေဆိုတော့ကျိုးတဲ့လူတွေကိုအတင်းထားခိုင်း အဲ့ဒီမှာနော်ကျွန်တော်တို့ကံကြောက်တော့ဘာလို့ရှိလဲတော်တော်ကိုပွဲချမ်းတယ်အဲ့ဒီပွဲရနော်တော်တော်ကိုချီးလို့ကောင်းတယ်အဲ့ဒီအဲ့ဒီဟာကိုကျွန်တော်ရဲ့ channel မှာကျွန်တော်တင်ထားပေးတယ်အဲ့ဒီမှာသွားချီးလို့ရတယ်ဆိုတော့အဲ့ဒီမှာ KNDF ရဲ့ဒူဦးစီချုပ်မာဝီကနေပြီးတော့အဲ့ဒီမှာသူတို့ဒီဗီဒီယိုဖိုင်ကိုသူ print ထားတာရှိတယ်နော်အဲ့ဒီမှာလူမှုကွန်ရက်ပေါ်မှာတတိယမီဒီယာတွေမှာတွေ့ရနိုင်မယ်တချို့လူတွေတွေ့ပြီးသားဖြစ်နိုင်မယ်နောက်တချို့လူတွေမတွေ့ရတဲ့လူတွေအတွက်တော့တော်တော်ကိုချီးလို့ကောင်းတဲ့ပွဲတစ်ပွဲဖြစ်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်ပြောချင်တယ်နောက်တစ်ခုကထိုင်းလွတ်တော်နော်ထိုင်းလွတ်တော်မှာဆိုလို့ရှိရင်တော့မြန်မာအရေးရဲ့နောက်တစ်ခုကဒုက္ခသည် အရေးရယ်နော်အဲ့ဒီဟာကိုနေပြီးတော့ထိုင်းလွတ်တော်မှာဆွေးနွေးတယ်ဆွေးနွေးတဲ့ခါကျတော့အဲ့ဒီထိုင်းလွတ်တော်မှာဆွေးနွေးတဲ့ခါကျတော့အဲ့ဒီမှာနိုင်တယ်ကိုလာရဲ့လူအခွင့်ရေးကိုစလေနော်အဲ့ဒီမှာတော့ introduce တက်တယ်ပြီးလို့ရှိရင်တော့ NUG ရဲ့ဒီ IUCC ပေါ့နော် IUCC ကနေပြီးတော့အဲ့ဒီမှာတက်ခွင့်ရှိတယ်ပြီးလို့ရှိရင်တော့ CRPH ကိုစလေတယ်လေအဲ့ဒီမှာတက်ခွင့်ရှိပြီးတော့ဆွေးနွေးကြတယ်ဆိုတဲ့သတင်းတွေအားလည်းနော်တော်တော်ကိုကြည်ကြည်လောင်လောင်ထွက်တဲ့သတင်းတပုတ်အနေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုက AR ဒီတိုင်းရေချီမြို့နယ်မှာရှိတဲ့ ဒီအမတာနော်အမတာဆိုတာအမြောက်တက်နော်အမြောက်တက်အဲ့ဒါက3လေးလေး3လေးလေးကိုနေပြီးတော့ A နဲ့ဒီပူပေါင်းအဖွဲတွေကနေပြီးတော့နော်အပြေးသက်တင်ပိုက်တော့မယ်ဆိုတဲ့ဟာကိုသိတယ်နော်ဘာလာလာသိတယ်သိတဲ့ခါကျတော့အဲ့ဒီမှာကြောက်ချစ်ပန်းညတာပေါ့နော်ကြောက်ချစ်ပန်းတဲ့ခါကျတော့နော်သူတို့ကဘာလုပ်လဲဆိုလို့ရှိရင်ရေမှန်းနော်ရေမှန်းတွေနောက်တစ်ခုကအမွေးတိုင်းတွေနော်ပူစော်ပြီးတော့အဲ့ဒီမှာသူတို့မသိနိုင်ရဲ့အတွက်အဲ့ဒီမှာ NDA baking ship ဖို့အတွက်ရေမှန်းတွေကိုဖြန်းပြီးတော့အမွေးတိုင်းကိုထွန်းပြီးတော့ပူစော်ကြတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကအမတ်တာအမြောက်တာ 344အဲ့ဒါကို AA နဲ့ PDF တွေကနေပြီးတော့တင်တော့မယ်ပြီးတက်တင်တော့မယ်ဆိုတဲ့ဟာကိုသတင်းကြားရတယ်အဲ့ဒါက AA တိုင်းရေချီမျိုးနေမှာရှိတဲ့အမတာပေါ့နော်ဆိုတော့အဲ့ဒီမှာကြီးကြီးသူတို့ဘူဇော်ကတော့ကြရတယ်ဆိုတဲ့ဟာကိုလေဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဂျပန်နိုင်ငံနော်ဂျပန်နိုင်ငံကဒီရုပ်ောက်ပွဲတက်နေပြီးတော့ဒီနေ့ပြောထားတာတွေ့ရတယ်နော်ဂျပန်ကနေပြီးတော့သူနိုင်ငံခြားရေးဝန်ကြီးကဘာပြောလဲဆိုလို့ရှိရင်တော့မလာရဲ့ ဒီရွေးကောက်ပွဲဟာဆိုလို့ရှိရင်တန်တရားရှိတယ်အဲ့ဒါကိုကန့်ကွက်မဲ့လူတွေဟာဆိုလို့ရှိရင်အကြီးအကျယ်ပေါ်လာမှာဖြစ်တယ်အဲ့ဒါကြောင့်เนาะသူတို့ရဲ့ဒီရွေးကောက်ပွဲဟာဆိုလို့ရှိရင်ထမြောက်မှာမဟုတ်ဘူးဆိုတဲ့ဟာကိုဒီနေ့ ဂျပန်နိုင်ငံကနေပြီးတော့ပြောလိုက်တဲ့ဆိုတဲ့သတင်းကိုကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကဒီ MNDA เนาะ MNDA ဆိုလို့ရှိရင်တော့လာရှုံမြို့ကိုဆုတ်ပေးရမယ်เนาะဆုတ်ပေးရမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။ April မှာဆိုလို့ရှိရင်သူတို့ဆုတ်ပေးရမယ်ဆိုတဲ့ဟာကိုသတင်းတွေထွက်နေတယ်။အဲ့ဒါကိုနေပြီးတော့ဒီတရုတ်ကနေပြီးတော့ဖိအားပေးနေတယ်လာရှုံနေပြီးတော့ဆုတ်ပေးရမယ်။ဆိုတော့လာရှုံမြို့ခံတွေကအဲ့ဒီဟာကိုသိတယ်သိတဲ့ခါကျတော့လာရှုံမြို့ခံတွေက MNDA ကိုနေအဲ့ဒီလာရှုံနေပြီးတော့ဆုတ်ပေးဖို့ เนาะအဲ့ဒီမှာအခုကဒီတယောက်ကခေါ်တယ်နောက်ခုမာလာနဲ့ပြန်ပြီးတော့ဆွေးနွေးဖို့ခေါ်တယ်ခုခေါ်တယ်ဆိုတော့အဲ့ဒီမှာသွားပြီးတော့ MND ကသွားပြီးတော့ဆွေးနွေးရမယ်ဆိုတော့ပြည်သူလူထုတွေကတော့မာလာပြန်ပြီးတော့ဝင်ပြီးတော့နေရာယူဖို့တက်သလိုမကြိုက်ဘူးမကြိုက်တဲ့အခါကျတော့အဲ့ဒီမှာဒီဆန္ဒပြပွဲတွေလုပ်တယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရမှာဖြစ်တယ်မတ်လနဲ့စနေ3ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါင်းကိုနေပေးချပါပဲကျွန်တော်ဒီ